ဥသိန်းတို့တရားနာပြည့်တတ်တွေကိုဘ ഹു တုတပြောရအောင်ပါပေါ့နော် သိကျင်ကြမှာပါပဲဥသိန်းကိုရောက်လေရမှာဒီလိုပဲမေကုမေးကြတာပါပဲအရှင်ဘုရားဒီလောက်တောင်ဘွဲ့ရရတယ်စာရီမြန်ဘလူမြန်လို့တောင်ဆိုတော့ဒီလိုပဲစာကြည့်ရတာပါပဲဆိုပြီးတော့ဒီလိုပဲပြောရတာပါနော်စာမေးဝဲအောင်ကားတာရှိတယ်နော် ဒါပေမဲ့ကိုကိုရိုင်ကတော့ကြိုးစားဖို့တော့လိုအပ်တာပေါ့ကိုကိုရိုင်မကြိုးစားဘဲနဲ့စာမွေးအောင်ကာထာယနေ့ကံရွတ်နေလို့ရောအောင်မမလားမအောင်ဘူးပေါ့နော်တချို့ကြတော့ဥစဉ်တို့တရားနာပြည်တတ်ရေစာရပေမဲ့ကံမကောင်းလို့ဆိုပြီးတော့ကြတာဒီမရှိတတ်ဘူးလားရှိတတ်တယ်ပေါ့စာရရဲ့တန်းနဲ့မကြရအောင်ဆိုတာဒါစာမွေးအောင်ကာထာတို့ဘာလို့ကံတို့ဘာလို့ကူဖို့လိုအပ်တာပေါ့နော်အဲ့တော့ဒီစာမွေးအတွင်းမှာ စာမှုပဲဖြေဆိုလာတဲ့တက်လျှောက်လုံးမှာဥစဉ်ဘာကားထားရင်းမြန်ရုတ်ခဲ့တုံးဆိုမသိချင်ညာဘူးလားသိချင်ညာမှာပဲနော်ဥစဉ်ရွတ်တဲ့ကာထာကဟောပုပ္ပနာတုတ်ထဲမှာပါနေတဲ့ဇယံတော်ဘောဓိယာမူလီတက်ကြာလန်နန္တိဝတ္တနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေအဲ့ဒီကာထာရွတ်တယ်နော် အဲ့ဒီဂါထာရဲ့အဓိပ္ပာယ်ကဘာတုံးဆိုရင်ဇယံတော်ဘောရိယာမူလေတက်ကြနံနန္တိဝရဏောတဲ့တာကီဝင်မင်းတို့ဤနှစ်သက်ချင်းကိုတိုးဝါစေတော်မူတတ်တဲ့မြတ်စွာဘုရားသခင် ကိုတော်မြတ်ကြီးဟာဘောရိပင်နဲ့ရွှေပလင်မှာမန်ငါးပါးကိုအောင်ပြီးတော့မန်ငါးပါးကိုအောင်မြင်တော်မူသလိုတဲ့အဲ့ဒီအတိုင်းပဲအောင်မြင်ပါရစေလို့ဒီလိုဆိုလိုတာနော် ဇယံတော်ဘောရိယာမူလေတက်ကြနန္နန္တိဝဒနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလိဇယတုဇယမင်္ဂလိဆိုတာသူများအတွက်နော်ဇယတုအောင်မြင်ကြပါစေသင်တို့အောင်မြင်ကြပါစေကိုကိုကိုဆိုလို့ရင်ဆိုမယ်ဆိုလို့ရှင်တော့ဇယာမိဇယမင်္ဂလိလို့ဒီလိုဆိုရတယ်အဲ့တော့ဥစဉ်ကတော့သူများအတွက်လည်းပဲဆိုလိုက်ပါတယ် ဇယံနောဘောရိယမူလေတက်ကြနန္တိဝရဏောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလိဒါသူများအတွက်ဆိုလိုက်တာဩကိုနဲ့စာဖြေပေါ်စာဖြေဘက်ဒီသူတို့လည်းပဲအောင်မြင်ညမှာအောင်မြင်ကြပါစေအောင်မြင်ကြပါစေနော်အဲ့နောက်ကို့အတွက်ဆိုလိုက်တယ်ဇယံနောဘောရိယမူလေတက်ကြနန္တိဝရဏောဧဝမေဝဇယောဟောတုဇယမိဇယမင်္ဂလိဒါတရားစကားပေါ့ကို့အတွက်ဆိုလို့ချင်းဇယမိဆိုပြီးတော့ပြောင်းရတယ်နော် နောက်တကားဒါကတော့အပရာဇိတပန္လင်ကြီးတိတေပုထုဝိပုက္ခလေအဘိတေကေတပ္ပဗုဒ္ဓနာအက္ကပတောပမောဒတိတဲ့မြတ်စွာဘုရားဟာဆိုလို့ရှိရင်ဘူမိတိတဟောဒီမဟာဗရဝီမြေပြင်ကြီးရဲ့ဥထိတ်တပွဲဖြစ်ပြီးတော့နေတဲ့ဗုဒ္ဓဂယညောင်ဗုဒ္ဓေဟိဖြင့် အပရာဇိတပလင်မှာအောင်မြင်တော်မူပြီးတော့အထွတ်အထိပ်ရောက်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရသလိုတဲ့ကိုလည်းပဲစာမေးပဲအောင်ပြီးတော့ဝမ်းမြောက်ဝမ်းသာ ဖြစ်ပရစေဒီဂါထာပေါ့နော်ဘဏ္ဍဂါထာရှိသွားတော့နှစ်ဂါထာရှိသွားပြီနောက်တဂါထာကတော့ဥစဉ်တို့တဂါရမကြီးကြားဘူးကြမယ်ထင်တယ်ဇယစကောဂါထာလीဇယစကောဇယံတော်ယောဇယိတဗေဇယတနေ ဇယပေတိဇေတိနံဇယံဒေတုဇယုတ်တရောဥစဉ်ကတော့ဇယုတ်တမောဆိုပြီးတော့ပြောင်းပြီးတော့ဆိုတယ်တရာစကားအရာဇယုတ်တရောဆိုတာတဲ့ဇယုတ်တမောကပို့ပြီးတော့မြင့်နေပေါ့နော်အဲ့ဒီဂါထာ၃ဂါထာမြဲတမ်းရွတ်တယ်စာမွေတွင်မှလည်းပဲရွတ်တယ်စာမွေမတိုင်ကလည်းပဲရွတ်တယ်နော် စာမွေခစ်တစ်ခစ်လုံးအကုန်လုံးရွတ်တယ်စာစဆို အဲ့တော့ဆိုကြပါစို့စာမေးဝဲတစ်နှစ်တာစပြီဆိုကြတဲ့အမြဲတမ်းညွတ်တယ်။စာမေးဝဲတွေမှာဆိုလို့ချင်တော့ပို့ပြီးတော့ဖိပြီးတော့ညွတ်တယ်။အားတဲ့အချိန်မှာစိတ်ပတိစိတ်နေသလိုကိုညွတ်တာပေါ့နော်။အဲ့ဒါစာမေးဝဲအောင်ကထားတဲ့အဲ့ဒါကြောင့်မို့ဦးဇင်းတို့မိမိနဲ့နှိစက်တဲ့ပုံကိုယ်တွေများစာမေးဝဲအောင်စေခြင်းနဲ့ဆိုလို့ချင်ဒီဂါထာနာနာယိုးဆိုပြီးတော့လို့ပြောနော်။ဒါပေမဲ့ခေါဏကပြောကြတဲ့အတိုင်းကိုကိုယ်တိုင်ကတော့စာတော့ကြက်တော့ကြက်ရမှာမကြက်ဖက်နဲ့တော့ဒါယိုးနေလို့တော့ရမှာတော့မဟုတ်ဘူးနော်။ အဲ့တော့စာရပါရဲ့တန်းနဲ့မအောင်မှုရှိမယ်ဆိုတဲ့ပုံကိုများအတွက်ဒီကာထာတွေကဧကံအကျိုးပေးမယ်ဆိုပြီးအဲ့လိုမှတ်ကြရမှာပေါ့နော်ကံနဲ့လည်းပဲကူရတဲ့သဘောပေါ့နော်မေတ္တာတို့ဘာလို့နာနာပို့ပြီးတော့ပေးရတယ်